အဲကွန်တွေရောပုံမှန်တန်ရှင်းပြုလုပ်ဖို့ကဘာရောက်ရေးကြည့်ရလဲဗီဂျီမီနိုအနေနဲ့ဒီဗီဒီယိုလေးကိုဆုံးနေကြည့်ပြီးသွားပြီဆိုတာနဲ့ဗီဂျီမီနိုရဲ့အိမ်မှာရှိတဲ့အဲကွန်တွေကိုဘယ်လိုတန်ဖိုးလိုက်တင်နေရမလဲဆိုတာကိုသိရှိသွားပါလိမ့်မယ်အားလုံးပဲမင်္ဂလာပါမင်းရွှေဒီယန်နေကြိုဆိုပါရစေအဲကွန်ကိုဘာကြောင့်ပုံမှန်တန်ရှင်းပြုလုပ်ပေးတင်လဲဆိုရင်တော့နံပါတ်၈ဆိုရင်တော့အဲကွန်ရဲ့ဆွမ်းဆောင်ရည်ပုံမှန်ကောင်းမွန်စေဖို့ဖြစ်ပါတယ်အဲကွန်မှာဖုန်တွေရပတ်တဲ့အမှုတွေကပ်နေပြီဆိုရင်အဲကွန်ရဲ့လေဆီကြောင်အနောက်ချက်ဖြစ်စေပြီးတော့အဲကွန်ရဲ့ဆွမ်းဆောင်ရည်ကိုလေအကျဆင်းနေပါတယ်ပုံမှန်တန်ရှင်းပြုလုပ်ပေးခြင်းဖြင့်လည်းအဲကွန်ရဲ့ စွမ်းဆောင်ရည်ကိုပုံမှန်ထိရောက်သွားအသုံးပြုနိုင်ပါတယ်။နှင်းရှက်ဆိုရင်တော့၄၀မီတာကပုံမှန်တက်တာသေးဖို့ဖြစ်ပါတယ်။အဲကွန်မှာဖုံမုတ်တွေကပ်ပြီးတော့ညက်ပက်နေပြီဆိုရင်အဲကွန်ရဲ့ fan နေနဲ့ compressor တွေကပုံမှန်လွတ်လွတ်လပ်လပ်တော့ကြောင့်မလို့အဲကွန်ကမီတာကပုံမှန်ကုန်ကြနိုင်ပါတယ်။ဒါကြောင့်မလို့အဲကွန်ပုံမှန်တန်ရှင်းပြလို့ပြင်းပြင်းလဲမီတာကကိုပုံပြီးတော့တက်တာဖြစ်ပါတယ်။နံပါတ်၃ရှက်ဆိုရင်တော့ကျန်းမာရေးဆိုင်ရာဆိတ်ချဖို့ဖြစ်ပါတယ်။အဲကွန်မှာဖုံနေမှုတွေပတိတိယရဲ့ကပ်နေပြီဆိုရင်လေထုကညံ့ညမ်းပြီးတော့အသက်ချူလမ်းကြောင်းဆိုင်ရာပြဿနာဖြစ်လာနိုင်ပါတယ်။အဲဒါဆိုရင်တော့အဲကွန်ပုံမှန်တန်ရှင်းပြလို့ပြင်းပြင်းအဖြစ်လဲကျန်းမာရေးကိုပုံမှန်ဆိတ်ချဖို့ဖြစ်ပါတယ်။ နံပါတ်၄ဆရာဆိုရင်အဲကွန်းရဲ့တံတန်ပုံမူကြချိခံနေဖို့ဖြစ်ပါတယ်။ပုံနေမုံနေကတ်နေတဲ့အဲကွန်းကိုအရှင်ကြမျက်စာအသုံးပြုမယ်ဆိုရင်အဲကွန်းရဲ့ပစ္စည်းတွေကလည်းပုံမူပြီးပျက်စီးလွယ်ပါတယ်။အဲကွန်းကိုပုံမှန်တန်ရှင်းပြုလုပ်ပြီးခြင်းဖြစ်လေအဲကွန်းရဲ့တံတန်ကိုပုံမူကြချိခံနေပါတယ်။လူကြီးမင်းတို့အနေနဲ့ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့ဗုဒ္ဓဘာသာစုံတရားရရှိခဲ့မယ်ဆိုရင်လည်းကျွန်တော် Mitchy တီရဲ့ Facebook page တွေနဲ့ YouTube channel ကိုလည်းအန်ဆက်ခရိုင်လုပ်ခဲ့ပြီးလို့ရပါတယ်လူကြီးမင်းတို့အနေနဲ့ Echo နေကိုဝယ်ယူနေတာပဲဖြစ်ဖြစ်အဲတက်ဆင်နေတာဖြစ်ဖြစ်စာပြီးပြုလုပ်နေတာဖြစ်ဖြစ် Echo ဝယ်ယူတာတက်ဆင်တာရောတနည်းအားဖြင့်မှရရှိနိုင်တယ်ကျွန်တော်ရဲ့ Mitchy တီကိုလည်းလှမ်းလာခဲ့လိုက်ပါ